အန်ဒရယ်အရှိဆုံးအလုပ်တွေကတခုကိုတင်ဆက်ပေးခြင်းပါတယ်။အရာကတော့အင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းမှာရှိတဲ့အီဂျန်မီးတောင်ရှင်ထဲမှာကန်တူးဖော်ရဲအလုပ်ပဲဖြစ်ပါတယ်။ဒေတာခန်တွေကတော့ဒီအဝါရောင်တွင်းထွက်ပြစီကိုမာနရဲ့ရွှဲလို့ခေါ်ဆိုကြပါတယ်။ဒီအလုပ်ကဘလောက်တောင်အန်ဒရယ်ကြီးတလဲဆိုရင်ကန်တူးသမားအများစုကအသက်50မကျော်ခင်မှာပဲစုံပါသွားရလိမ့်ရှိပါတယ်။ဒီလိုတွေကမိသားစုအတွက်စားဝတ်နေရေးအတွက်အသက်နဲ့ရင်းပြီးနေစဉ်အစိမ့်ခွေတွေကြားမှာရုန်းကန်နေရတာပဲဖြစ်ပါတယ်။ ဒီမီတောင်ဝါကပေတထောင်ကျော်နဲ့ပြီးအထဲမှာဆိုရင်ကဘာပေါ်မှာအစိတ်တော့အပြင်းဆုံးလို့သတ်မှတ်ထားတဲ့မီတောင်ရေယာဉ်ကြီးတစ်ခုလည်းရှိနေပါတယ်။မီတောင်ဝါတွေကိုကားလည်းမရှိတဲ့အတွက်ကန်တူးသမားတွေကမတ်ဆောက်တဲ့တောင်ကျော်အတိုင်းခရီးကိုခြေချင်းလျှောက်ပြီးတော့ဆင်းရလေးရှိပါတယ်။အဘူချိန်ကလည်းတရာဒီဂရီဖာရင်ဟိုက်ကျော်တဲ့အပြင်သူတို့ကတနေ့လုံးကန်အစိမ့်ငွေနှမျိုးနဲ့ရင်ဆိုင်ရပါတယ်။ပရမတမျိုးကတော့မြေရောက်ကနေပိုက်တွေတွေကိုလာရောက်တဲ့အငွေဖြစ်ပြီးဒုရယာတမျိုးကတော့ပိုပြီးအန်ဒရယ်ကြီးလာတဲ့မီးတောင်ရေအောင်အောက်ကနေထွက်လာတဲ့တန်းငွေတွေပဲဖြစ်ပါရင် ဒီအငွေတွေကအဆုတ်ရောဂါအပါအဝင်ရေရှည်ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေပါတယ်။ဒီမှာအလုံးလုံးတဲ့သူအများစုကကံအစိမ့်ငွေကိုကာကွယ်ဖို့အတွက်ဓာငွေကမျက်နှာဖုံးတွေဝယ်မသုံးနိုင်ကြပါဘူး။သူတို့ကရေဆွထားတဲ့လက်ကင်ပေါ်ဝါဒါမှမဟုတ်မျက်နှာထုတ်ပေါ်ဝါလေးနဲ့သာနှာခေါင်းကိုအုပ်ပြီးအသက်ဆုံးအလုံးလုံးနေကြရတာကိုတွေ့ရပါတယ်။ဒါအပြင်အဖြူအငွေတန်းကြီးတွေများလာပြီဆိုရင်တော့အဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးကြရပါတယ်။ ကန်တူးပုံကလည်းတော်တော်လေးစိတ်ဝင်စားစရာပါ။မီတောင်ရဲ့အပွန်ငွေတွေကိုပိုက်လုံးတွေနဲ့စီစဉ်စီပြီးအပြင်ဘက်ကလေးနဲ့ထိတွေ့တဲ့အခါအရေပြောတဲ့ကန်တွေကပိုက်အောက်ကိုစိန်ချလာပါတယ်။အဲ့ဒီအရေတွေအေးခဲပြီးတော့အဝါရောင်အခဲဖြစ်လာမှဒူးသမားတွေကစောင်းပိတ်တန်ခရိုးဘကိုအုံပြပြီးအတုံးလိုက်အတုံးလိုက်ခွဲခြားကြပါလေ။ဒီလိုရလာတဲ့ကန်တုံးတွေကိုလက်ပလာနေပဲကောက်ယူကြရပါတယ်။အဲ့နောက်မှာတော့ကန်ခဲတွေအပြည့်ထည့်ထားတဲ့ဝါရောင်ကြီးတွေကိုပခုံးပေါ်မှာတင်ပြီးတောင်စောင်းတိုင်းမနာတန်းတည်ပို့ကြရပါတယ်။ ဒီလိုအတန်းနဲ့ရင်မီလောက်ရတဲ့အလုပ်အတွက်တို့ရဲ့တနေ့လောက်ခကဒေါ်လာ12ဒေါ်လာကနေ18ဒေါ်လာကြားပဲရှိပါတယ်။1ကီလိုဂရမ်ကို90နှုန်းနဲ့တွက်ပြီးတော့ပေးတာပါ။တခြားလေယာအလုပ်တွေနဲ့ရှင်ရင်ပိုရပါမယ်။ဒီလိုအန်တရယ်ရှိတဲ့အလုပ်အတွက်တော့နည်းလွန်တယ်လို့ဆိုရမှာပါ။ဒူလိုရတဲ့ကန်တွေကတခြားဖြူအောင်ပြုလုပ်ခြင်းကအစမီးကျဲမီးရှူမီးပန်းဆက်ပြားဆက်ကူနဲ့ဘက်တရီအထွေလုပ်ငန်းအမျိုးမျိုးမှာအသုံးဝင်ပါတယ်။အထူးသဖြင့်ကန်းကနေထုတ်လုပ်တဲ့ဆာလဖျူရစ်အက်ဆစ်ကကမ္ဘာပေါ်မှာအတုံးအများဆုံးဓာတုပေတာပစ္စည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ကမ္ဘာကန့်လိုအပ်ချက်ရဲ့68ရာခိုင်နှုန်းကရေနံနဲ့သဘာဝတန်ငွေတန့်စီခြင်းကနေဘေးထွက်ပစ္စည်းဖြစ်ထွက်လာတာကြောင့်ဒီလိုမီးတောင်ကန့်တူးခြင်းကတကယ်တော့မလိုအပ်တော့ပါဘူး။ဒေကာရတဲ့ကန့်တွေကလည်းတန့်စီမှုအားနည်းပြီး acid တက်ဒါမှမဟုတ်တဲရီပါဝင်နိုင်တာမှုအရေးသွေးပိုင်းမှာလည်းအားနည်းချက်တွေရှိပါတယ်။ဒါပေမဲ့ကုမ္ပဏီအတွက်ကတော့ဒီကနေဈေးပေါပေါနဲ့ရနိုင်တဲ့အတွက်တူးနေသေးဖြစ်ပြီးဒီဒေတာကလူတွေအတွက်ကတော့မိသားစုကိုလှုပ်ကျွေးဖို့ဒီအန်ဒရယ်ကြီးတဲ့အလုပ်ကိုမတက်တာပဲဆက်လုပ်နေကြရတာပဲဖြစ်ပါတယ် အလောသမားတွေကနေစင်နဲ့မြဒီမိတော်စီကိုသွားရောက်ပြီးသူတို့ရဲ့မိသားစုစားဝတ်နေရေးအတွက်ပကုံးမမလေးလံတဲ့ဝင်းတို့ဝင်းပိုးကြီးကိုထမ်းပို့နေရတာပဲဖြစ်ပါတယ်။သူတို့ရဲ့ဘဝကမိသားစုကိုကျွေးမွေးဖို့အသက်နဲ့လဲရတဲ့ဝင်းတို့ဝင်းပိုးတစ်ခုလိုလေးလံလာပါတယ်။